ရေဒီချအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာခေတ္တမှာပြန်လည်ကျဆွနိုင်ပါရှင်စစ်ကောင်စီရဲ့ဖန်စီ6နောက်ချရဲနိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ်တော်အစံစုကြည်ကိုသမရဦးသိစရာတွားရတွေ့ဆုံခဲ့ကြောင်းတရင်တွေချက်ပေါ်နေခဲ့လည်းဖြစ်ပါရယ်စစ်ပေါ်ရေးသမားများကသမရဦးသိစိန်ကိုကြောက်နေကြသလားဆိုတဲ့တင်ဆက်ပါကိုတင်ဆက်ပြန်မှာဖြစ်ပါရယ် ။တမောက်ဒိန်းစင်ဟဆိုလို့ရှိရင်နာမည်နဲ့မှာဂျားပြအစိုးရအဖွဲ့တွင်ပါဝင်လာနိုင်သည်ဟုမန်ဆက်ချက်များချုပ်ပေါ်လာနေခြင်းကြောင့်စီးပွားရေးကျဆင်းနေမှုကနေကြီးပွားချမ်းသာနေတဲ့စီးပွားရေးသမားများကကြောက်ရွံ့နေမှုများရှိနေကြောင်းစီးပွားရေးလေလာသုံးသပ်သူများကထောက်ပြကြဖြစ်ပါရယ်။ရခိုင်အားဘုချုံမူကြီးတန်းရွှေလက်ထက်မှဥဒိန်စင်ဥဆောင်တဲ့အစိုးရအဖွဲ့သို့နိုင်ငံတော်အနာလွဲပြောင်းပေးခဲ့ရာတွင်စီးပွားရေးနဲ့ပတ်သက်ပြီးအကုန်ဖွင့်ပေးခဲ့တဲ့အတွက်စီးပွားရေးတိုးတက်ခဲ့တာလည်းဖြစ်ပါတယ်။ ထို့ကြောင့်နေရှင်နိုင်ငံရေးဟာသမရဥဒိအစဉ်ပါဝင်လာမီကိုစီးပွားရေးကြဆေးမှုကနေအခွင့်ရေးရှာပြီးကြီးပွားချမ်းသာနေတဲ့စီးပွားရေးသမားများကကြောက်ရွံ့နေကြရလဲဖြစ်ပါရယ်စီးပွားရေးလေလာသုံးသက်တူတူကတော့ဥဒိအစဉ်လက်ထက်ကတည်တလို့တော့ policy ပိုင်းဆိုင်ရာချုပ်ကန့်ထားတာမရှိပါဘူးဒါပေမဲ့ အားလုံးကိုဖွင့်ပေးလိုက်တာမျိုးတော့ရှိပါတယ်။အဲ့ဒါလိုအားလုံးကိုဖွင့်ပေးလိုက်တဲ့အတွက်ခရိုနီပဲပြောမလားငကိုတို့ကဖွင့်မပေးတော့ကအဲ့ဒီဖွင့်မပေးတဲ့အပေါ်မှာအကျိုးအမြတ်ရနေတဲ့သူတွေကတော့အဲ့ဒီဖွင့်ပေးတော့ကိုကြောက်မှာပေါ့လေ။အဲ့ဒါကြောင့်လို့ပဲထင်ပါတယ်။တခြားကြောက်စရာအချက်တော့မတွေ့မိသလိုပါပဲ။ဟုတ်တဲ့အစဉ်တက်တော့ကတော့စစ်ဆိုရအုပ်ချုပ်ရေးကနေဒီမိုကရေစီဘက်ကိုပြောင်းတဲ့အခါကျတော့နိုင်ငံတကာကလည်းလက်ခံနေကြိုးဆူပါတယ်ပြည်တွင်းကလည်းငကိုယ်ကလေးကတင်းတင်းကြပ်ကြပ်နေခဲ့တာကနေ relax ဖြစ်သွားတာဟာဆိုတော့ ီရင်းရောပြပရောအဒီတော်ကတော့ထောက်ခံကြတယ်လို့ပြောရမှာပေါ့သူလုတ်ခဲ့တဲ့ဟာတွေကလည်းလှုပ်နေလုံတိုင်းနေတွေကလည်းမှန်ကန်နေမနေဆိုတာကရင်းနှောင်းကတော့ပိတ်ထားတာတွေကိုဖုတ်ပေးအောင်ပါပဲတိတ်အများကြီးပညာသားပပတော့မဟုတ်ပါဘူးလို့ပြောဆိုထားဖြစ်ပါတယ် နာမရဦးသိန်းစင်ဟာနောက်အဖရဲ့ဘိုးချုပ်ကိုင်မှုစနစ်ကနေဒီမိုကရေစီစနစ်ကိုပူပြောင်းခဲ့တဲ့အတွက်ပြည်တွင်းပြည်ပမှာထောက်ခံမှုများရရှိခဲ့ခြင်းဖြစ်ကြောင်းသို့သောလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာလှုပ်လှက်တဲ့အခြေအနေမှာချုပ်ကန့်ထားတဲ့အနေအထားတို့ပြန်လည်ရောက်ရှိသွားတဲ့ပြင်မတူညီကြောင်းထောက်ပြသူများလည်းရှိလို့နေခဲ့တဲ့ဖြစ်ပါရယ် ရခိုင်ရအပေါ်ချုံမူကြီးဥတန်းရွှေလက်ထံမှဥသိမ်းစိန်တို့လွှဲပြောင်းပေးခဲ့ရတွင်နိုင်ငံရေးမှာတည်ငြိမ်နေပြီးနိုင်ငံတကာရင်းနှီးမျက်နှာမှုများဝင်ရောက်လာတဲ့ကတုနိုင်ငံခြားငွေစင်းတို့များကုန်စင်းတို့များကားစင်းတို့များဖုန်းစင်းကတ်များမှလည်းရော့ကျတော်ခဲ့တဲ့ဖြစ်ပါရယ်အလောင်းတူပြပမှလူသုံးခုနဲ့စားသုံးခုများနဲ့အလွဲတကူတင်တွင်ဖျက်ဖြူနိုင်အောင်ဖန်တီးပေးခဲ့ခြင်းကြောင့်ဇင်းတို့တက်တာစွာဖြင့်ပြည်သူလူထုကတုံးဆွဲနိုင်ခဲ့ကြသလိုအင်ချမ်းမြေစည်းကွက်မှလည်းတည်ငြိမ်ပြီးဇင်းတက်တာလာခဲ့တဲ့ဖြစ်ပါရယ် လက်ရှိအခြေအနေဟာဆိုလို့ရှိရင်နိုင်ငံရေးမတည်ငြိမ်တဲ့အတွက်သမရဥသိန်းစင်းနေဖြင့်အစိုးရပိုင်းကတာဝန်ယူမီမယူမီကိုမပြောနိုင်ကြောင်းနဲ့နိုင်ငံရေးအကြက်ခတ်များကထောက်ပြကြလည်းဖြစ်ပါတယ်။သမရဥသိန်းစင်းအုပ်ချုပ်ခက်စင်းတို့ကပြည်တွင်းနဲ့ဇင်းတို့များအဆက်ဆက်အရာကြဆင်းသွားခဲ့တော်လည်းပဲထိုအချင်းကကပ္ပစီကအနေထားအရာကြည့်မဆွင်ဇင်းတို့ကြဆင်းသွားတဲ့အဆင်မဟုတ်ကြောင်းဗန်ရင်းရာကျွမ်းကျင်ပညာရှင်ဦးထီအောင်ကြီးကလည်းပြောဆိုထားတယ်ဖြစ်ပါတယ်။ တမောဦးသိန်းစင်ဟာဆိုလို့ရှိရင်တရုတ်အပေါင်းဝင်နိုင်ငံတကာနဲ့အပေါင်းနဲ့ခနာဆောင်တဲ့အနေအထားမှာရှိပြီးပြီးခဲ့တဲ့နေ့တော့တရုတ်နိုင်ငံရဲ့ဖိတ်ကြားမှုကြောင့်တရုတ်နိုင်ငံတို့တွားရောက်ခဲ့ပြီးတရုတ်ကွန်မြူနတီပါတီဘုတ်ကော်မတီဝင်တရုတ်ပြည်သူ့အဖွဲ့ဝင်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့ဆုံခဲ့လက်ဖြစ်ပါရယ်